ရွှေမိုးအလင်းတန်း channel ကပြောင်းလဲလို့ခြုံဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းလေးနဲ့ဂမ်ဘီယာစမ်းချက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ငါအဖမ်းခံရရင်တမီးလေးကိုဘသူကစောင့်ရှောက်ပါလဲ။တမီးလေးကိုဘသူနဲ့အမှငါစိုက်မချနိုင်ဘူး။ဟုတ်တယ်။ငါတမီးကိုငါလွယ်ပြီးတော့ဘသူနဲ့မှငါစိုက်မချအောင်။ဒီတော့ငါအဖမ်းခံလို့မဖြစ်ဘူး။အခုကိစ္စကဘလို့မှသိတာမှမဟုတ်ပဲ။ငါပဲသိတာဆိုတော့ဒီဟာမရဲ့အလောင်းကိုအချိန်နဲ့ကြည့်ပြီးတော့ဖျောက်ပြစ်မယ်။ ုတ်တယ်အဲ့ဒါအကောင်းဆုံးအကြံပဲဒါဆိုငါသမီးလေးနဲ့မခွဲရတော့ဘူးပေါ့တွေ့ရင် တွေ့ရင်သူ့ဘာမမောနဲ့အိပ်ပျော်သွားရင်ဟာဘာတန်နေလေဘယ်ရလာတာလဲဟာမိဖို့ကြောင့်နေရအတန်မေးကြောင်ဝင်နေတာထင်နေသွားကြည့်အောင်ပါပဲတွေ့ပြီးတော့ပိတ်ထားတဲ့မိဖို့ကြောင့်တကောက်တွန်းဖော်မိဝင်လာခဲ့တယ်ဟင်ဘာကြောင့်ဘာကြော့မှလည်းမရှိပါဘူးဘာမှလည်းပြုတ်ကြမနေပါလားဒါဒါဆို တကာပွင့်နေကြလိုက်တာကြောင့်အတန်လန်ရဘက်ကိုလှည့်ကြည့်လိုက်တဲ့ရေကယ်တက်တာတကာရေပွင့်နေပြီးရေကယ်တက်တာထဲမှာထိုးကြိတ်ထည့်ထားတဲ့မိမဖြစ်သူရဲ့ခေါင်းပြက်ကြီးကမျက်လုံးနှလုံးကသူ့ကိုစိုက်ကြည့်တာကိုတွေ့ရတာကြောင့်အမလီတည်ရင်အော်ရင်နဲ့အင်ငယ်ရှိကိုထပ်ပြေးမိတယ်ရှားရမြဖယားစရရက်ပြီးစိတ်ကိုတည်ငြိမ်အောင်ရေရည်တောက်ရင်သူ့ရဲ့စိတ်ကိုထိန်ချုပ်နေမိတယ်မိဘကြောင့်အတွင်ကကြားနေရတဲ့လှုပ်ရှားတဲ့တွေကြားရတော့စစ်တိုက်ဆိုလိုလိုပင်ကြားနေရတယ် လမ်းလျှောက်နေတဲ့အတန်တွေမကြေမနက်တောက်ခေါက်ပြီးတော့ပစ္စည်းတွေကိုလွှတ်ကင်ပြက်ပေါက်နေတဲ့အတန်တွေကသူ့ရဲ့စိတ်ကိုပိုရီပိုရီခြောက်ခြောက်အောင်ပြုတ်လုံနေတယ်။နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်ကြောက်ကြောက်နေပြီမိဖို့ကြောင့်အတွင်းကိုအရေးစုံပြီးပြန်ဝင်ကဟဲ့ကောင်မတေရာတောင်ညင်ညင်မနေဘူးထပ်နာကြလို့လားငါအကြောင်းနင်းတည့်ရဲ့နော်ညင်ညင်နေစမ်းမနေနေကိုအမိုက်ပုံပုတ်ပြမယ်မသားမငါ့ကိုဘာမှတ်နေလဲ ခတ်တီတီနဲ့အောင်းငေါင်းနေပေမဲ့သူရဲ့စိတ်ထဲမှာတော့အရင်ကကြောက်လန့်နေမိတယ်။ပွင့်နေတဲ့ရေငယ်တက်တာတက်ကောင်ဒီအတိုင်းထားပြီးမပြက်လို့တာပြန်ဝင်လာရခြင်းမှာရေငယ်တက်တာတက်ကောင်အမြန်ပြန်ပိတ်ရင်ကျိုးနဲ့တိုင်းပြီးတော့ချီပြက်လိုက်တယ်။ဟူးပြီးပြီကျိုးချီပြီးမှတက်ပြင်းချနိုင်တယ်။သူအိပ်ပျော်နေချိန်တမီလေးလာဖွဲ့မှာစိုးရိမ်တာကြောင့်ကျိုးနဲ့အခိုင်မှာတုတ်လိုက်ခြင်းမှာကျိုးတုတ်ပြီးလို့တက်ပြင်းချရုံရှိပါသေးတယ်။ ရှေခဲတက်တာအတွင်းမှာလက်နဲ့ပုတ်လိုက်တဲ့အတန်ကိုကြားလိုက်ရပြီးလန့်တာပြီးတော့မိဖို့ကြောင့်နဲ့အပြေးထွင်ရင်မိဖို့ကြောင့်တကောင်းကိုစောင့်ပိတ်က ဆိုဖာထက်မှာအိပ်ပျော်နေတဲ့တမီဖြစ်သူထံကိုပြန်လျှောက်လာ၏ဟင်တမီလေးတမီဘယ်ရောက်သွားတာလဲတမီလေးရေတမီလေးဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့တမီကိုမတွေ့ရတော့တာကြောင့်အော်ခေါ်ပြီးလိုက်ရှာရင်သူတို့သားမိသားဖား၃ယောက်အိပ်ရာအိတ်ခန်းစီကိုတွန်းဖွင့်ရင်ဝင်လာခဲ့တယ်အမလီပြခွခွန်ယူနေ နှစ်တင်မတ်မထားတဲ့မြင်ကွင်းကသူ့ကိုစောင့်ကြုံနေတာတွေ့လိုက်ရတာကြောင့်လန်မီရော့အော်မီရင်းကရင်ထက်မှ အိပ်ပျော်နေတဲ့တမီလေးရဲ့ဘေးမှာထိုင်နေတဲ့မိမဖြစ်သူကိုတွေ့လိုက်ရတာကြောင့်ကြောက်လန့်ကအော်ဟဲ့ရင်ဖင်ထိုင်လေးပင်ကျသွားတယ်သူရဲ့အတန်အောင်ကြားသွားတာကြောင့်ခရင်ပေါ်မှာတစောင်းထိုင်ပြီးတော့တမီလေးကိုပွက်တက်ပြီးနေတဲ့သူမိမဖြစ်သူကသူ့ရဲ့ဘက်ကိုတဖြည်းဖြည်းချင်းလှဲ့လာတာတွေ့ရတယ် ချိန်မက်မထားတဲ့မြင်ကွင်းကိုမြင်လိုက်ရကြတဲ့အယောင်ယောင်အမမဖြစ်ပြီးလဲပြူသွားပြီးသူရဲ့မျက်လုံးတွေကကရင်ထက်မှကြောပေးထိုင်ပြီးသူရဲ့မိမဖြစ်သူထံမှခွာမရအောင်ဖြစ်နေကြတာကြောင့် သူရဲ့ဘက်ကိုတဖြည်းဖြည်းချင်းလှည့်ပြီးသူရဲ့မိမဖြစ်သူကိုကြောင်ကြည့်နေတယ်။သူ့ဘက်ကိုလှည့်ကြည့်လာတဲ့မိမဖြစ်သူကိုသူရီကြဆင်းနေတာကိုတွေ့လိုက်ရပြီးကြောင်ပြီးတော့ကြည့်နေမိစဉ်ပုတ်ခနဲ့မိရန်နဲ့အတူသူ့ရဲ့မိမခေါင်ကြီးပြုတ်ချပြီးတော့သူ့ရဲ့ထန်ကိုလိုက်လိုက်အာမလာနဲ့မလာနဲ့ ငန်းစီကိုမလာနဲ့ကြောက်လန့်တကြာအတန်ကိုအော်ဟဲလိုက်မိပိပိဘာဖြစ်တာလဲအင်မိမိကြောက်တယ်မိမိကြောက်တယ်သူပြည့်စရာမြင်ကွင်းချောင်းမျက်စိစုံမိတ်ပြီးအလန်တကြာအော်နေစဉ်သူ့ရဲ့အနာကိုတိုးဝင်လာတဲ့သူတမီလေးရဲ့အတန်ကြောင့်တရီဝင်ပြီးမျက်စိဖွင့်ကြည့်မိတယ်ငိုနေတဲ့တမီလေးကလည်းကြံတဲ့အရာအလုံးအပုံမှန်မှာ ခရင်ပေါ်မှာထိုင်နေတဲ့သူ့ရဲ့မိမဖြစ်သူကိုမတွေ့ရတော့တာကြောင့်သူ့ရဲ့ထံကိုလိမ့်လာတဲ့ခေါင်းပြက်ကြီးလည်းရှိမနေတော့ပါမကြောက်နဲ့သမီးလေးမကြောက်နဲ့တိတ်တိတ်ဖေဘာမှမဖြစ်ဘူးနော်လာလာအိမ်ရောက်သူ့ရဲ့အတန်းကြောင့်ကြောက်လန့်ကငုံနေသမီးဖြစ်သူကိုကောက်ချင်းခရင်ပေါ်ပြန်တင်လိုက်ကသမီးဖြစ်သူအိပ်ပျော်ချော့မျိုးပွက်တက်ပေးနေမိတယ်သိမ့်မကြခင်ပါပဲသမီးဖြစ်သူအိပ်ပျော်သွားပြန်နေမိကနေအိပ်ပျော်သွားစဉ်ကရင်ထဲမှာအောက်ကိုဆွဲချခံရ၍ ဒေါ်ရထွက်နေတာကတမျိုးတမီးဖြတ်သူကြေကျနေတာကြောင့်စိတ်ဒုက္ခရောက်နေရတာက တဖုံတွုံးဝေခမအယုံမိဝိုင်းတလို့ဖြစ်နေအခုဆိုရင်ဒေါ်ရအလျံမိမဖြစ်သူတတ်ခဲ့ပြီးတော့အလောင်းကိုရေခဲတက်တာတဲ့ထဲကဖျောက်ထားတဲ့အထိတုံးရပင်ကြောနေခဲ့ပြီးအခင်းဖြစ်တဲ့ညကလေးကသိဆုံးသွားတဲ့မိမဖြစ်သူရဲ့ချောင်းလန်နောက်ရှက်ခြင်းကိုအမြဲလိုခံရပြီးတော့ကောင်းကောင်းအိပ်ရတဲ့လူကြီးရှိမနေခဲ့ပါသူရဲ့စိတ်ကသူ့ကိုပြန်ချောင်းလန့်နေတာကြောင့် အလုတ်ကိုလည်းမသွားပြတ်တော့မေးကြီးပဲမှလဲလို့ခဏခဏမေးခံရတဲ့တိတ်တမီဖြစ်သူရဲ့အမေကိုလည်းတမီမိမိရှိပါတယ်လို့လိန်ခဲ့ရတာကြည်ပါလာရမြဖုံးနေလဲမကင်မဲနေခဲ့တယ်သူနေထိုင်ရာတိုက်ခမ်းမှလွယ်အပြင်ကလုံးဝမထွက်ပဲနေနေခဲ့ရင်ရှိတာတွေကိုချစ်ပြုတ်စားနေခဲ့တယ်သူကတော့မစားတမီဖြစ်သူကဘိုက်စားရင်လူကြီးကြမှာရှိတာကိုခြားကြွေးကြဖြစ်ပါတယ် NASA ပြည်ုံများမကပဲမိမဖြစ်သူရဲ့ခြောက်လန့်မှုပေါ်မှာနေစဉ်ရစဲခံလာရတာကြောင့်ဒုံးဝေစိတ်ထဲမှာစိတ်ကြယောဂရလာတယ်။စိတ်ကြယောဂဆွဲကပ်လာရမှအစပြုပြီးတော့စိတ်မှုမမှန်ဖြစ်လာတာဒုံးဝေတယောက်နောက်ဆုံးရွေးချယ်လိုက်တဲ့လမ်းကတော့ဟယ်လိုရဲစခန်းကလားကျမတို့အရှိခံကအပုတ်နဲ့ရလို့ပါအခန်းတကားကိုလေအထက်ကပိတ်ထားတယ်ရှင်ခေါ်ရလေဘာတမ်းမှမကြားရဘူးအဲ့ဒါဆရာတို့လာကြည့်ပေးလို့ရမလားရှင် ဩဟုတ်ဟုတ်ကဲ့ လိမ့်စာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆရာညံ့ညံ့လေးတာလာခဲ့ပြီနော်ကျေးဇူးပါရှင်ဘာသာမှမကြားရတော့အခန်းတကာဖြစ်ပြီးတော့ဝင်ရမှာပဲကဲရဲဘော်တို့အခန်းတကာကိုဖြစ်လိုက်တော့အာလုံးနောက်ဆုံးနေပြီကြောင့်အခန်းတကာဖြစ်ပြီးအခန်းတွင်းတို့ဝင်ပြီးရှောက်ရှာဖွေတဲ့အခါအိခန်ရဲ့ကရင်ထံမှာမျက်နှာပေါ်ခေါင်းအုပ်ပြည့်လျက်သားတေဆုံးနေပုပ်ပွားစားပြူလာတဲ့ကလေးငယ်တအူးရဲ့အလောင်းနဲ့ အိမ်နောက်ဖက်မိဖို့ကြောင့်ထဲမှာလက်တက်ဖက်မှာဓာတ်ဟုတ်ကင်ပြီးလယ်ဝဲမှာဓာတ်တန်ရာနဲ့ပုပ်ပွတ်သေးဆုံးနေရောက်ကြအလောင်းတလောင်းကိုစတင်တွေ့ရှိရပြီးကျိုးနေချီထားတဲ့ရေခဲတက်တောင်မတင်ငါရွေးဖွင့်ကြည့်လိုက်စဉ်အပိုင်းပိုင်းပြက်နေတဲ့ခန္ဓာကိုယ်အစိမ့်အပိုင်းနဲ့မိမတအုပ်ရဲ့အလောင်းကိုတွေ့ရှိရပါတယ်။ဟုတ်ကဲ့ပရိသတ်ကြီးရှင်ဒီဇလိုင်းလေးကိုဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကာယပျော်ရွှင်ဖွယ်နှီးသက်ကလေးပြိုင်ဆိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။